ခုကတော့ယောဟန်17မှာပေါ့နော်တခင်ခွတ်တာလာစုကိုမရှင်ပြန်ထမြောက်ခင်မှာမာသကိုပါပြောလဲဆိုတော့ငါ့ကိုယုံကြည်တော့သူဟာသေလွန်တော်လဲရှင်လိမ့်မယ်လို့ပြောထားတယ်နော်မာလူအများစုကတော့ဘာကိုယုံကြည်လဲဆိုတော့ခရစ်တော်ကိုယုံရင်သေပြီးတာနဲ့ကောင်းကင်ဘုံကိုတစ်ခေါက်တည်းရောက်သွားကြတယ်လို့ချွတ်လူကလည်းယုံကြတယ်ဆိုတော့ဒီကျမ်းပိုက်ကတော့ဘာကိုပြောထားလဲငါ့ကိုယုံကြည်တဲ့သူဟာသေလွန်တော်လဲရှင်လိမ့်မယ်အော်ခရစ်တော်ကိုယုံကြည်ပြီးတော့ငါတို့သေဝိုက်ဆိုရှင်ချက်ချင်းကောင်းကင်လေးကိုရောက်သွားပြီးတော့ငါတို့ဝိညာဉ်နဲ့အသက်ရှင်နေကြမယ်ဆိုလို့ဒါပေမဲ့အဲ့ဒါအဲ့လိုဆိုလာမှာမာရီနဲ့မာသာမှာရှိတဲ့လာစုကအနာရောဂါဖြစ်ဖြစ်တဲ့အချိန်မှာယေရှုခရစ်တော်ကပေရီယ နေမှာတရားဟောနေသူတို့ကအဲ့ဘေသက်နေနေရာနေမှာစေယေရှုခရစ်တော်ရှိတဲ့အရာကလူကိုလွတ်လိုက်လွတ်လိုက်တဲ့ခါမှာကိုရဲတပည့်လာစတရောနာမကျမ်းဖြစ်ပါတယ်ဆိုတော့ ်ဂျေရှုကသူရှိတဲ့နေရာမသွားသေးဘူးအဲ့ဒါကသေတာမဟုတ်ဘူးတဲ့ဘုရားသခင်ဘုန်းတော်ထင်ရှားစေတဲ့အနာတဲ့ဒါပေမဲ့အဲ့ဒီမှာပဲသေသွားတယ်သေသွားပြီလက်ခံကြအဲ့မှာနှစ်ရက်လောက်နေလိုက်တယ်ပေပရီကနေမှာပြီးတော့တပည့်တော်တွေပြောလာစတိုးတဲ့ငါ तू အိတ်နေတယ်သွားနှိုးဖို့သွားမယ်တဲ့အနာဖြစ်တဲ့သူကအိတ်နေကောင်းတာဗောတဲ့တပည့်တော်တွေအာနေလာစတိုးကသေပြီးတဲ့သူခွန်နှိုးဖို့သွားမှာတဲ့အာတပည့်တော်တွေကသေတယ်ရှင်မြန်ထောက်ရောက်ပေးမယ်ဆိုတော့ဘာလို့ဆိုလာစတိုးမတိုင်ခင်နေရာယာအီရဲ့သမီးတို့မုဆုမိုက်သားတို့ရှင်မြန်ထောက်ရောက်ပြီးသွားအဲ့တော့လာစတိုးရှိတဲ့အရာကိုခရစ်တော်သွားတဲ့ခါမှာ၄ရက်လောက်လုံပြီးသွားမာတာယေရှုခရစ်တော်ရှိတဲ့အရာကိုလာတယ်လာလဲလာပြီးတော့ကိုရောရှိလို့ရှင်ကျမမှာ ာမသိပါဘူးတဲ့ဒါပေမဲ့အခုချိန် နောက်ကြရတယ်ဆိုလို့ရှိရင်နားပါပဲကိုရောတောင်းမယ်ဆိုလို့ရှိရင်အဖခင်မိတော့ကိုရောပြောတဲ့အတိုင်းလုပ်ပေးနိုင်တယ်ဆိုတာသိတယ်။ဘာလို့ဆိုရေရှုခရစ်တော်လည်းမာတာကိုပြောတယ်။အာသေးကမာဝါထမြောက်လိုက်မယ်တဲ့။မာတာလည်းသိတယ်။သူကကျမ်းစာရဲ့အစအကုန်လုံးကတည်ပြီးသားနောက်ဆုံးတော့နေ့နိုင်သူကထမြောက်မယ်ဆိုတာမာတာကပြန်ပြောတယ်။ခရစ်တော်ကပြောတယ်ငါထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်တယ်။ငါ့ကိုယုံကြည်တဲ့သူကတည်လွန်တော်လဲရှင်လိုက်မယ်။တည်ခြင်းနဲ့အစင်ပြန်ကင်းလို့မယ်ဆိုတာယေရှုခရစ်တော်ဒုတိယအချိန်ပြန်ကြွလာပြီလို့ရှိရင်လူတိုင်းကထမြောက်ပြီးတည်ခြင်းနဲ့ကင်းလို့အောင်လို့လုပ်ပေးနိုင်တဲ့အရှင်ကသူဖြစ်တယ်လို့မာတာကပြောတာ။မာတာကလည်းယုံတယ်လေကိုရောဖျားသခင်တာဖြစ်တယ်ဆိုတာယုံတယ်။အဲကြောင့်မို့ဒီ နောက်ဆုံးသောကာလမှာထမြောက်ရဲ့အကြောင်းပြောနေတာဒါကြောင့်မို့သူကလာစုတို့ယေရှုခရစ်တော်ထမြောက်ပြီးလိုက်တယ်ထမြောက်ပြီးတော့လာစုကပြန်မသေးဘူးလားဆိုတော့လေသေသွားတယ်ဒီမှာပြောတဲ့သေခြင်းနဲ့အစင်မပြတ်ကင်းလို့တဲ့ထမြောက်ခြင်းဆိုတာကယေရှုခရစ်တော်ဒုတိယခြင်းပြန်ကြွလာပြီးတော့ထာဝရအသက်ပြီးတော့အဲထာဝရမဖောက်ပြန်တဲ့ခန္ဓာကိုယ်နဲ့ထမြောက်ခြင်းဆိုလိုတာဖြစ်တယ်ဆရာอืมကဲကျေးဇူးအများကြီးတယ်နော်နံပါတ်၄ကတော့မတ်